ပတ်ဆက်ရောနာရောနာမရောနာငါနေရဲစခန်းနဲ့တခါရဲထိုင်မှာတော့ကြော်ပြီလားကျွန်မပတ်ဆက်ပစ်ကျွန်မကလေးလည်းနေမကောင်းလို့စိတ်ကိုတရားနာပါတယ်ဟုတ်ကဲ့ဆက်ရပြီလားအလုံးမဲမင်္ဂလာပါကျွန်တော် channel လေးနဲ့ပြန်လည်ပြန်ကြိုဆိုလိုက်ပါတယ်။မင်္ဂလာပါလို့တော့ပြောလိုက်တာပေါ့နော်။ဒီရဲ့ဗီဒီယိုလေးကတော့ကျွန်တော်တို့ကြည့်နေတဲ့မင်္ဂလာရှိမှာတော့မဟုတ်ဘူးဗျာ။ဒါပေမဲ့လည်းကျွန်တော်တာဝန်ဝတ္တရမင်္ဂလာလို့ပဲပြောလိုက်ပါတယ်။ဆိုတော့ဒီရဲ့ဗီဒီယိုဖိုင်ကတော့ကျွန်တော်တို့တခြားဗီဒီယိုဖိုင်တော့မဟုတ်ဘူးဗျာ။ကျွန်တော်တို့အားလုံးတီးပြတာဖြစ်တဲ့ ခုချိန်မှာလည်းနာမည်အရင်ကြီးနေတဲ့ video file လေးပေါ့နော်တခိုးမဆိုတဲ့တခိုးဖန်းတဲ့ video file လေးဆိုတော့ဒီရဲ့ video file လေးကိုကျွန်တော်တို့အစအနေအဆုံးထိကြည့်ပြီးတဲ့နောက်ဒီရဲ့ video file လေးရဲ့ဖြစ်စဉ်လေးကိုကျွန်တော်တို့တရမှာဖြစ်သလိုဒီရဲ့ video file လေးအထဲမှာပေါ့နော်နှိမ့်ဆက်တဲ့လူနဲ့နောက်ကျရင်နှိမ့်ဆက်ခံရတဲ့လူနဲ့ကပေါ့နော်ဘယ်သူမှလည်းဘယ်သူမှန်လဲဆိုတော့ကျွန်တော်တို့သုံးသပ်လို့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နိုင်ငံမှာပေါ့နော်မေတ္တာတရားတွေခေါင်းပါနေပြီလားဆိုတဲ့အတွေ့အလေးကိုလည်းရရှိမှာဖြစ်သလိုကျွန်တော်တို့ ကြီးနိုင်ငယ်ငယ်ဝါရကြီးကပေါ့နော်ခုချိန်ထိရှိနေသုံးပါလားဆိုတဲ့အရာလေးတော့တရှိမှာဖြစ်လို့ကျွန်တော်တို့တူဗီဒီယိုလေးကိုအရင်ဆုံးကြည့်လိုက်အောင်ပါနော်တခိုးမှာပါဗျို့ဒီမှာတခိုးမှာဒီမှာဒီမှာရောအဲ့မှာရိုက်ထားစပါဘီတခိုးမှာဒီမှာဆိုင်မှာလာခွာတွဲလာလို့ဆိုင်မှာလာခိုးရတခိုးမှာအဲ့မှာအဲ့မြောက်ပေါက်ကိုတိတ်ချာကြည့်တာဒီမှာခိုးရတခိုးမှာကျန်းလိုက်တယ်ဗျာဒီမှာတိတ်ချာကြည့်သူ့အတိတ်ချာပါအောင်ရိုက်ပြန်လာနောက်ကျန်တဲ့ဈေးတွေအကုန်သိအောင်လို့ဒီမှာဆောက်ခွက်ကိုကြည့်ထားအဲ့ဆောက်ခွက်ကိုတိတ်ချာကြည့်ထားဟီရိုးပေါ့ဟီရိုးတခိုးမှာလိုက်ရခွာထဲလာခိုးရတခိုးမှာ จะปองเล่นนินทาเนาะปองเล่นนินทาลุงลุงอันเหญ่จะเข้าร้านละคู่อ่ะจะเข้าร้านละคู่อ่ะจะเข้าร้านละคู่ต้องเขาร้านละคู่กูเล่นร้านละคู่ละฮะล่ะเขาเล่นเจ้าพีลร้านละคู่ละฮะล่ะมาเขาเล่นคู่ลจุดน้องสาวมาเล่นคู่ละมาเขาเล่นคู่ละมาเขาเล่นคู่ละมาเล่นคู่ละฮะมันเลิกว่าเนี่ยมันยังมาเลิกว่าเนี่ยเขาเลิกว่าเนี่ยเขาไอ้เขาเลิกว่าเนี่ยมันเลิกว่าเนี่ยเขาเลิกเจ้าแบบไรครูเสือยังไงมาเขาเลิกเจ้าแบบไรมาไอ้เขาวลิกแบบวองไฟไม่ครูอ่ะเขาเลิวมาช้าแล้วเงี้ยเงี้ยครูอ่ะฮะมันเลิกครวมาฮะ မင်းသူလက်တက်လာစားနေစားစားလားဟမ်ကျေနော်အတခါရအတခါရဟမ်ဟမ်လာလာပြောပါခုံးနေဟာလားဟမ်တတော်ဆိုးတယ်ပြောနော်အာပါဝါလည်းတော်ကျန်းပဆက်ရောနိုင်ရောနော်မရောနိုင်ငါနေရဲစခန်းနဲ့တခါရထဲမှာတော့ပြောပြီလားကျွန်မပဆက်ပစ်ကျွန်မကလေးနဲ့နေမကောင်းလို့ဈေးတို့တရားနာတယ်လာမပြောနဲ့နေတော့ဟာဒီလိုင်းမင်းကငါတို့အောက်ကလာလာရေးမရှိဘူး။ငါဆက်ရပစ္စည်းခိုးရဲမှာလာပြန်လို့ရှင်နေပါပဲ။ဆက်မကြည့်ဘူးထဲလေ။အေးထဲမှာလေ။ပြောရနော်။ဟောထားတယ်အခု။ဟုတ် ာမှန်နဲ့ငေါ့မြန်။အားဆိုင်ကို तू ကအမလက်တက်လာဆန်းနဲ့။ထဲလဲထဲလို့ပြောတယ်လေအကြောင်းလေးပေါ့မ။တခါတော့အဲ့ဆောက်ဖက်ကိုအမလူတော်ကသိသွားအောင်လို့ဆောက်ရှက်မရှိတဲ့မျက်နှာနဲ့ရောက်ကတည်းကလဲခိုးနေတာခိုးမ။တဲ့ဘွားတော်ကတခိုးဖမ်းလဲဆိုတော့သူ့ကိုဟီးရိုးလုပ်ချင်တာပေါ့နော်။ဒါပေမဲ့သူ့အတူအမားကြီးလုပ်နေတယ်ဆိုတော့သူ့တို့ကတွေးမိတာတော့မသိဘူးလား။ဒီပြေးထားပြေးထားလာပြေးထားလာပြေးထားလာဘာကွာလိုင်းဝင်လာတယ်ဟုတ်ကြိုးကြနည်းနည်းကြိုးလာနည်းနည်းကြိုးလာတော်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 

走开嘛！走。走开！走开嘛！哎，一个没好几台嘛，个壳嘛。嗯。一晚上来拉壳两个壳嘛，哎嘛。呃，六六那种好了嘛，老弟。早盘了，是不是你讲那都早盘了，没有。那是是有拉的没有？有拉你也过来没？有。早盘嘛，留着能上那了，有嘞。没有上来嘛？多少？多少？没有。啊？那还是来，还是来不来？ ငါတို့ရအောင်နှစ်ခါရှိပါပြီကြောက်ရဲအခုလည်းခါထက်လာတယ်ဟုတ်လားဟာနှစ်ခါမလုံးနဲ့နှစ်ခါစလုံးပြီးယူသွားတာဒါတော့မယူရမှာလေနှစ်ခါစလုံးလာတာငါရဲ့နေ့ရက်တစ်ခါလာပေါ်လာတာတစ်ခါကြောက်အောင်လားဒီလိုမျိုးကိုနေနေတိုင်းလာတယ်ဟမ်မလောက်ဟမ်ဒီရှိရတလားမင်းဟောင်းညီတို့များလားစစ်စစ်ပြားနဲ့အတော်တော်ဓာတ်ပုံကောက်ကြိုက်ထားပြီလားဟုတ်နော် ကဲရပါလူလာကြည့်လိုက်မသခုံးမရောက်ဝင်မှာလာကြည့်ထားတာတောက်ရှောက်ရှင်းနေတာခလေးဘန်းကြပြီးမှခိုးရသခုံးမဟမ်တောက်ရှောက်ရှင်းနေနေလာလာခိုးနေတာပြောလိုက်ရင်ခလေးစားကြမရှိလို့စားကြမျိုးအဲတက်တက်လောက်စားတယ်ခြေကောင်းလက်ကောင်းနေလောက်စားရင်လောက်စားလို့ရတယ်ရတယ်ကျိုးရဲစူးစားတယ်ဘယ်လိုဟုတ်အော်တော့ညမနှိမ့်ဆက်တာပဲကြာနော်ညမနှိမ့်ဆက်တာပဲတော်လေးကိုစိုးနေပြီခိုးရတခိုးမလာလာခိုးသားနေရပဲကောင်းလို့မလုံးစားကြဘူး နင်တို့လည်းလက်နဲ့ချောင်းချင်းနေတာငါတို့လည်းလက်နဲ့ချောင်းချင်းနေချောင်းမလောက်စားနေတာပဲဒါခလေးလာဘမ်းပြပြီးတော့လောက်ဟောစားချင်းနေအဲ့တော့ပြမယ်ဆိုအခြေခံလူစားစားဘဝကိုနားလည်မပေးနိုင်တဲ့လူတရားလိုမျိုးစကားကြီးပြောတာများလာပြီးမစားကြမရှိလားမပြောနဲ့လောက်မစားလို့မရဲခေါ်ထားတယ်ရဲခေါ်တာခဏရဲလာလိမ့်မယ်ရဲနဲ့ဖဲ့ပြီးလိုက်ဟွန်းကျန်လေးလေးတနာပါကြာနေဘူးထဲမှာ ဟိုမဒီပါမဒီနဲ့လုံးလုံးအားကြီးတယ်တစ်ခါခိုးလို့နှစ်ခါခိုးလို့ရတယ်ကွာလာလာဟာလာငါတို့ကလည်းနေဆော့ပါတယ်မဟုတ်ဘူးတလားဆိုင်မှာ CCTV တက်ထားဆော့ပါတယ်မဟုတ်ဘူးတလားဟာလည်းမျက်ခွိုင်းမျိုးဆောက်ကန်ထားလိုက်မယ်တလားဘာမှန်နေရောငါ့ဟင်းလိုက်လာနေရငါလည်းမရှိတော့တတိပစီကလည်းငါလိုက်လာမနေဘူးတလားအာကျေလူမိုက်မဲဆန်တော့နော်မကြည့်ခွဲတော့ကျမတကူမတကူမကြည့်တာအဲ့ဒီကောက်ကိုကြည့်တာတွေ့တဲ့ခါကျကျမတကူမလေးကြည့်တာဟွန်း ည်တုံးတယ်စောစောစီးစီးကိုတက်တည်တုံးလာကိုကခဏခဏအဲ့ခလေးနဲ့ပဲခွဲခွဲโอเคပါဗီဒီယိုလေးတော့ဒီလောက်ပါပဲဆိုတော့ဗီဒီယိုကြည့်နေရင်အားဖြစ်မနော်ဘယ်လိုမျိုးလေးတွေတွေးမိလဲဘယ်လိုမျိုးအမြင်လေးတွေရလဲဗျာကျွန်တော်အနေနဲ့ကြည့်ရတာလုံးဝစိတ်မချမ်းသာစရာတွေရတယ်ဘာဖြစ်လဲဆိုတော့လက်ထဲမှာလည်းခလေးလေးကိုဖွေထားတာဗျာခလေးလေးတကယ်တမ်းနေကောင်းလားမကောင်းလားဆိုတာအမေမအနေနဲ့မတွေးမိဘူးလားနောက်ကျတော့ခလေးလေးကိုဖွေပြီးတော့မှလာခိုးတယ်ဆိုတော့ဥပမာထားလိုက်ဗျာတော့တကယ်တမ်းခိုးတယ်ဆိုတော့မှသူ့ကို ကျွန်တော်တို့ဝန်နေနေပါတယ်ပြေလို့မရအောင်လားရတယ်လေဗျာနော်မင်းဒီရဲ့တစ်ခေါက်တော့ငါခွင့်လွှတ်လိုက်မယ်။ဘာကြောင့်လဲဆိုဒီတစ်ခေါက်ပဲငါနင်းကိုလက်တွေ့ကြမိတယ်ဆိုတဲ့အတွက်နင်းကိုခွင့်လွှတ်ပေးမယ်။နင်းနောက်တစ်ခေါက်လာတယ်ဆိုရင်တော့ငါရေးလက်ထဲအပ်မယ်။တခါတည်းနင်းကိုထောင်ချမယ်။အဲ့လိုမျိုးကျွန်တော်ပြောပြဆိုချင်တယ်လူကိုခွင့်ရေးပေးလို့ရတယ်လေဗျာ။ဒါပေမဲ့ဒီရဲ့မိမအရာတော်တော်လေးကြမ်းတယ်ဗျာနော်။သူ့ရဲ့အပြောဆိုတွေကဆာသူ့ရဲ့စကားလုံးတွေကဆာကြမ်းတမ်း ရှုံညံ့တဲ့အပြောဆိုနဲ့ပြောတယ်။နောက်ဆုံးမှပြောရကြရမလား။ငါမမိုင်းလို့ရှင်လိုင်းတရားမှမနေဘူးဆိုတဲ့အစကား။အစကားကကျွန်တော်တို့နှလုံးသားကိုထိခိုက်စေတယ်ဗျ။ဘာကြောင့်လဲဆိုတော့ဩမင်းတို့လူမိုက်တရားပေါ့နော်ဒီလိုမျိုးလှုပ်ချင်တယ်လှုပ်လို့ရပါလားဆိုတဲ့အဲအတွေ့အကြုံကျွန်တော်ကရစေရှင်တယ်။အဲဒါကြောင့်ကျွန်တော်ပြောမယ်ကျွန်တော်နိုင်ငံမှာကကြီးနိုင်ငံကြီးဝါရကြီးကိုခွေးချင်းဒီဆွဲကင်နေလို့မယ်။ဆိုတော့သူကသူပတ်စံရှိလို့ဆိုင်ဖွင့်နေဆိုင်ပိုင်ရှင်ပဲဘလောက်ပဲချမ်းချမ်းသာချမ်းသာ။ မရှိစင်းရဲသားကိုအဲ့လိုမျိုးလုတ်ပိုင်ခွင့်မရှိဘူးဥမာဒီရဲ့အန်ဒီရပေါ့နော်တခိုးပဲထားလိုက်အောင်တကယ်ခိုးတယ်ပဲထားလိုက်အောင်ကိုကိုတိုင်းကိုကြပေါ့နော်ရိုက်နှက်ပိုင်ခွင့်မရှိဘူးလေအဲ့ဒါတရားဥပဒေရဲ့ဘောင်နဲ့လည်းမညီဘူးနော်အဲဒါကြောင့်ဒီလိုမျိုးအကြီးနိုင်ငံကြီးလုတ်တာကတော်တော်လေးကိုပြောမယ်ဆိုရင်ကြီးလို့လုံးဝမကောင်းဘူးဗျာတော်တော်လေးကိုယုံကြတဲ့အလုပ်ပဲအဲဒါကြောင့်တို့ကတချို့လူတွေကပြောပတ်စံရှိပြီးတော့မှဒါပေမဲ့အစစ်တမ်းမရှိဘူးဆိုတာအဲ့ဒါတွေကိုကျွန်တော်ကပြောတာ ပတ်စံရှိယူမှရုံညံ့တယ်ဆိုတာအဲ့ဒါတွေကိုကျွန်တော်တို့ပြောတာသူကပတ်စံရှိတာပေါ့နော်သူ့မှာစိတ်နှလုံးသားဖြူစင်တဲ့အရာတော့မရှိဘူးနောက်ပြီးတော့လိုင်းသားရမှာနေတယ်ဆိုတော့မှငါလူမိုက်ဆိုတဲ့အဲ့ရဲ့မိစ္ဆာအတွေးခေါ်ကြီးကိုရှိနေတာအဲ့ဒါပိုးတော့မှဆိုးတာအဲ့ဒါကြောင့်အခုချိန်မှာဆိုလို့ရှိရင်ပေါ့နော်ဒီရဲ့ဘွားတော်ကြီးကိုလည်းအဲ့ရဲ့ရေစကန်ကခေါ်ရိုင်းမှာဆက်စေးတယ်လို့ပြောတယ်အခုကျတော့ဒီရဲ့ရိုက်ခိုင်းရတဲ့အန်ဒီကိုလေပေါ့နော်ကျွန်တော်တို့လူမှုကိစ္စရေးတင်းနေပရိုက်တာတင်းနေတာတွားရောက်ပြီးတော့မှပတ်စံနေ လူတန်းပေးနေတယ်လို့ကျွန်တော်တို့တွေ့ရတယ်ဗီဒီယိုတွေလည်းထွက်လာတော့ပေါ့နော်အဲဒါကြောင့်ပြောမယ်ဆိုလို့ရှိရင်အစိုးရအကောင်လို့ပဲကျွန်တော်တို့ပြန်ပြောလို့ရတယ်လို့အတနာဆရာအကောင်ဆုံးကတော့ဒီရက်ကလေးလေးပေါ့ဗျာနော်ကလေးလေးကဘာမှမသိတဲ့ကလေးလေးတော့မှဒီရက်တတိုင်နာတွားရတော့မှချိုးတုပ်ပြီးတော့မှနေဘူးလမ်းခံနေရတယ်ဆိုတော့တော်တော်လေးကိုရင်နာဆရာအကောင်နဲ့မြင်ကွင်းပဲဗျာနော်အဲဒါကြောင့်ကျွန်တော်တို့နိုင်ငံမှာကပေါ့နော်ကြီးနိုင်ငံကြီးဝါရယူခွေရင်ဒီဆွဲတုံးနေပြီးတော့မှတက်တာတရားတွေခေါင်းပါနေတဲ့လူတွေကပို့ပြီးတော့များလာပါလားဆိုတာကိုကျွန်တော်တွေးရတယ်။အဲဒါကြောင့်ဒီရဲ့အရာကဘယ်လိုမ မဖြစ်တဲ့အရာတော့ကျွန်တော်တို့တော့တုံးတက်မိတယ်အဲ့လိုတုံးတက်တော့လေပေါ့နော်တခိုးအားပြလာဆိုတခိုးတော့ကျွန်တော်အားမပြပါဘူးဒါပေမဲ့အဲ့လူကဘာကြောင့်ခိုးရလဲဆိုတော့အရင်မြစ်ကိုတီးပြီးမှပေါ့နော်ကိုကဆုံးဖြတ်တာကဘူတော့ကောင်းမယ်လို့တော့ကျွန်တော်တုံးတက်မိတယ်အဲ့ဒါကြောင့်ပြောတော့ဒီလိုမျိုးအရာတွေမဖြစ်တင်ဘူးလို့ကျွန်တော်ပြောတာဖြစ်ပါတယ်တကယ်လို့အဲ့နေရာမှာဒါကျွန်တော်ကအခြေကောင်းလက်ကောင်းနဲ့လူငယ်တယောက်ဖြစ်နေမယ်တော့မဟုတ်ရွေချောင်တယောက်ဖြစ်နေမယ်ဆိုလို့ရှိရင်တော့တမျိုးပေါ့ဗျာနော်ကိုကိုကမိခဲ့တယ်ဆိုရှင်ဆုံးမခြင်းလဲဆိုရင်ဟာမင်းခြေကောင်းလက်ကောင်းဖြစ်တော့မှ မင်းအေးဆေးလို့ကောင်းကောင်းမွန်မွန်လို့ခင်စားတော့လို့ရရဲ့ဒါနဲ့မင်းမကြောင့်လုတ်ကိုင်းတာလဲဘာကြောင့်ကောင်းကောင်းမွန်မွန်မလုတ်တာလဲလို့ပြောပြီးတော့မှကျွန်တော်တို့ကဆုံးမလို့ရတယ်ကျွန်တော်ကိုယ်တိုင်ဆိုလို့ရှိရင်လည်းကျွန်တော်တကယ်လို့ဆိုင်တာဖွင့်ခဲ့တယ်လေအဲ့လိုမျိုးလူကောင်းတယောက်ကပေါ့နော်လူကောင်းဆိုတာအခြေကောင်းလက်ကောင်းလူတယောက်ကနေလာခိုးမယ်ဆိုရင်ကျွန်တော်လည်းအဲ့လိုမျိုးဆုံးမမိပါပဲအဲ့တော့တော့တဘာပါပဲလေဒါပေမဲ့လည်းကျွန်တော်ဆိုင်မှာဒီလိုမျိုးပေါ့နော်ကလေးပွေတော့မှမရှိစင်စရာတဲ့စေရာတယောက်ကလာခိုးတယ်။နောက်ပြောရိုက်ခံနေရတဲ့ကြားရရပေါ့နော်။သူဘာပြောလဲဆိုတော့ ကျမကိုရေစကန်ခွန်ခေါ်တော့ဗောနော်ပတ်စံတော့မရှိဘူးပတ်စံပေးစရာမရှိဘူးအချုပ်ထဲထည့်မယ်ဆိုတော့ထည့်ပါတော့အဲ့လိုပြောတဲ့ကြားတဲ့အပေါ်မှာဆက်ပြီးတော့ရိုက်နေတာမဖြစ်သင့်ဘူးလို့ကျွန်တော်တို့သုံးသပ်မိတယ်ဗျာနော်အဲ့ဒါကြောင့်ကျွန်တော်နိုင်ငံဟာဗုဒ္ဓဘာသာနိုင်ငံပါနော်ဒီရဲ့ဘွားတော်ကလည်းဗုဒ္ဓဘာသာပဲဖြစ်မှာပါအဲ့ဒါကြောင့်ကျွန်တော်တို့ဗုဒ္ဓဘာသာကိုကိုယ်ယူတော့မှကျွန်တော်တို့မုံမုံမြတ်တဲ့စိတ်တက်လေးတွေထားကြပါလို့လည်းကျွန်တော်ပြောချင်ပါတယ်နော်ဗုဒ္ဓဘာသာတွေမကပါဘူးတခြားဘယ်ရဲ့ဘာသာပဲကိုယ်ကိုယ်ကိုယ်ကျွန်တော်တို့မုံမြတ်တဲ့စိတ်တက်လေးတွေထားပြီးမှလူကိုလူလူချင်းတန်းတူ ဆက်ဆံပြီးမှပါပါเนาะကျွန်တော်တို့မြင့်တာတရားတွေထားလို့ရှင်ပို့ပြီးတော့မှအဆင်ပြေမယ်လို့ကျွန်တော်တို့သုံးသပ်မိပါတယ်။အားတော့ကျွန်တော်သုံးသပ်မှုလေးပေါ့เนาะဆိုတော့ညီကုံမမများရဲ့သုံးသပ်မှုလေးလည်းကိုမမရေးခဲ့ပေးလို့ရပါတယ်။ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်ညီကုံချုပ်အနေနဲ့ပေါ့ဗျာเนาะဒီရဲ့ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့နောက်လည်းကျွန်တော်ကလုံးဝစင်ကောင်ဖြစ်မိတာတော့အမှန်ပါပဲဗျာเนาะဆိုတော့ကျွန်တော်အများကြီးပြောရမယ်တဲ့ဗီဒီယိုလေးမှာပဲအဆုံးသတ်ပါတယ်။မိတ်ဆွေများရဲ့သုံးသပ်မှုလေးကိုလည်းကိုမမရေးခဲ့ပေးပါဦးဗျာ။